ကန်ဆေးပညာရှင်များအဖွဲ့နေပြီးတော့မှအရေးပေါ်ဆေးရုံဖွင့်ဆေးကုသတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်ကနိုင်ငံကဆရာဝန်တူနာပြုနေတဲ့ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့စိတ်မာတင်ပါရှာဖွဲ့ကနေပြီးတော့ကလက်ရှိယာယီဆေးကုသရေးဌာနမှာခွဲစိတ်မှုတွေစတင်ဆောင်ရွက်နေပြီလို့ AP 9ရက်နေ့ကထုတ်ပြန်ပါတယ်။ဒီဘွဲကသဘာဝဝေးတုံ့ပြန်ရေးအထူးဖွဲ့ကအရေးပေါ်ကွင်းပြင်ဆေးရုံတင်ဆောင်နေချိန်မှာဆရာဝန်နေနဲ့တူနာပြုဖွဲ့တစ်ဖွဲ့ကအသက်ကင်းစင်ဆောင်ရှားမှုပေးနေရလို့ဆိုပါတယ်။ကရင်60ဆန်ဆေးရုံမှာအရေးပေါ်ခန်းတက်ခွဲခန်းစေးဆိုင်ရေးပေါ်ကု ူတာရင်ယူနစ်နဲ့ခွဲစိတ်မှုဒါဇင်ပေါင်းများစွာနေ့စဉ်လှုပ်ဆောင်နိုင်မဲ့ခွဲစိတ်ခံနှကန်တက်ဆင်မယ်လို့ဖော်ပြပါရယ်။ငလင်တန်တင့်သူတရားနီးပါခွဲစိတ်ဖို့အတွက်စောင့်ဆိုင်နေရလို့လည်းဆိုပါရယ်။စိတ်မာတင်ပါရှာရင်ဥက္ကဋ္ဌကကွင်းပြင်စင်ယုံတိဆောင်နေတော့မှခွဲစိတ်မှုလုံးနိုင်တဲ့အတွက်ဖျားသခင်ကိုချီးကျူးဂုဏ်ပြုပါရယ်။လူနာတိုင်းကိုဖျားသခင်ကချစ်တယ်။သူတို့တယောက်တည်းမဟုတ်ဘူးဆိုတာသိစေချင်တယ်လို့ဆိုပါရယ်။မလ28ရက်နေ့ကပြင်အား9တသမာ9ငလင်လှုပ်ခတ်ပြီးရဲ့နောက်ပိုင်းရက်ပိုင်းအကြာမှာနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ကအရေးပေါ်ကွင်းစင်စင်ယုံကိုမြန်မာနိုင်ငံကိုပို့ဆောင် ပေးခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ငလင်ကျောင်းလူပေါင်း3500ကျော်သေဆုံးပြီးထောင်နေစီတန်ရာရသူပျောက်ဆုံးနေသူတွေရှိတာကြောင့်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေအလွန်အမင်းလိုအပ်နေတယ်လို့ဆိုပါတယ်။949ကုန်တင်လင်းရင်တစဉ်ကရှီတန်းစင်စနစ်6ခုပါတဲ့ရေးပေါ်ထောက်ပံ့ရေးပစ္စည်းတရလီတန်ကျော်တင်ဆောင်ပြီးအမေရိကန်နိုင်ငံမြောက်ကိုရိုလိုင်းနားပြည်နယ်ကနေထွက်ခွာလာပြီလို့ဆိုပါတယ်စိမ့်မာတင်ပါရှာအဖွဲ့ကလက်ရှိမှာ မြန်မာနိုင်ငံမှာအဖွဲ့ဝင်80ကျော်ရှိပြီးလာမယ့်ရက်ပိုင်းတွင်ပုံမိုးရောက်ရှိလာဖို့မျှော်မှန်းထားရလို့ဆိုပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့ငလင်ဘေးကူညီရေးစစ်ကောင်စီကိုမပေးအပ်ဖို့ကမ္ဘာလုံးဆိုင်ရာကုလသမဂ္ဂများအဖွဲ့တောင်းဆိုနေကြောင်းတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂအာဆီယံနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီတွေအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းအနည်းနဲ့ငလင်ဘေးအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီတွေကိုစစ်ကောင်စီကိုမပေးအပ်ပေးမြန်မာပြည်သူတွေထံတိုင်းရရောက်ရှိစေဖို့ကမ္ဘာလုံးဆိုင်ရာသမဂ္ဂများကောင်စီ CGU ကတောင်းဆိုလိုက်ပါတယ်မကြသေးမီပြင်အား9.8ငလင်းလောက်ခတ်ပြီးရနောက်စကောင်စီကကယ်ဆယ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပံ့ပိုးမှုတွေဦးစားပေးလှုံ့ဆော်ရမယ့်အစား6ဦးဖြူနဲ့နောက်ချိုပါဝင်ရက်သားပြည်သူတွေကိုလေကြောင်းကပုံကျဲတိုက်ခိုက်ခဲ့တဲ့လုံရက်ကလူအသက်နဲ့ဂုဏ်သိက္ခာကိုပြောင်ပြောင်တင်းတင်းလေးလူရှူထားခြင်းကိုထင်ရှားစေတယ်လို့ AP9 ရက်နေ့မှာထုတ်ပြန်ကြမှာပါရှိပါတယ်မြမတမိုင်းမှာစစ်အစိုးရကလူသားချင်းစာနာမှုအကူအညီတွေကိုနိုင်ငံရေးနဲ့စည်ရေးလက်နက်ဖြင့်အသုံးပြုခဲ့တဲ့တာဒကတွေများစွာရှိခဲ့ကြောင်း သက်ရှင်ကျန်နေသူတွေအတွက်ရည်ရွယ်တဲ့အကူအညီတွေဟာစစ်အစိုးရအမျက်အစွန်အတွက်အကြိမ်ကြိမ်လမ်းကြောင်းပြောင်းကာကန့်သက်တာတွေကြိုးကန့်ချေလဲခဲ့တာတွေကြောင့်အသက်တည်ဆုံးရတဲ့အရေးအတွက်ဒိုးလာခဲ့တယ်လို့ဆိုပါတယ်။ကမ္ဘာလုံးဆိုင်ရာသမဂ္ဂဖွဲ့ဝင်အနေနဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီအားလုံးကိုအမျိုးသားညီညွတ်ရေးဆိုရာ NUG တိုင်းရင်းသားဖွဲ့စည်းတွေအလုပ်သားသမဂ္ဂဖွဲ့ချုပ် CDUN ယုံကြည်စိတ်ချတဲ့ဒေသခံရပ်ဖက်ဖွဲ့စည်းတွေနဲ့ရဲရွာအတိုင်းဝန်ဖွဲ့တွေကတက်ဆင်းတီးတန့်ပေးဖို့ကိုကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝန်ကိုအရေးတကြီးတောင်းဆိုလိုက်ကြောင်းထုတ်ပြန်ကြ က်မှာဖော်ပြပါရယ် ဒါအပြင်အရက်သားတွေနဲ့အရက်ဖတ်အခြေခံအဆောင်တွေပေါ်စင်အာနာရှင်တွေရဲ့အစဉ်ကျင်မဲ့လေကြောင်းကပုံကျဲတိုက်ခိုက်မှုတွေကိုရှုတ်ချပြီးစစ်အစိုးရကိုရှည်ရှည်တည်တံ့နဲ့အပြစ်ခတ်ရဲစိတ်တောင်းဆိုဖို့လည်းဒီဘွဲကတိုက်တွန်းပါတယ်စစ်ကောင်စီကိုလက်နက်နဲ့ပစ္စည်းကိရိယာတွေထောက်ပံ့တာတွေချက်ချင်းရဆိုင်ဖို့ရုရှားတရုတ်နဲ့အိန္ဒိယအစိုးရတွေကိုတိုက်တွန်းပေးဖို့နဲ့နိုင်ငံဆောင်ကစီးပွားရေးလုပ်ငန်းစုတွေအနေနဲ့မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့လုပ်ငန်းတွေအလုံးကိုချက်ချင်းရပစ်ဖို့နဲ့စစ်ကောင်စီနဲ့တိုင်းရိုက်ဖြစ်စေတွေ့ဝိုက်ပြီးဖြစ်စေအကျိုးမြတ်ရယူတာတွေမလုပ်ဖို့လည်းတောင်းဆိုထားပါတယ် နောက်ထပ်ရန်ကုန်မှာမင်းအောင်လိုက်မိသားစုရဲ့အလူဖြစ်ရှင်လောင်9500ရှင်ပြုခွင့်ပြုလုပ်ခဲ့ပြီးရှင်လောင်တုံးလင်းငွေချက်တသိန်းပေးမယ်လို့ဆိုခဲ့တော်လဲတပြားတစ်ချက်မှမရလို့မိဘတွေပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မှာမင်းအောင်လိုက်မိသားစုရဲ့အလူဖြစ်ရှင်လောင်9500ရှင်ပြုခွင့်ကိုအေပီလာနေ့ရက်နေ့ကပြုလုပ်ခဲ့ပြီးရှင်လောင်တုံးလင်းငွေချက်တသိန်းပေးမယ်လို့ကတိပေးခဲ့တော်လဲလက်တွေမှာတပြားတစ်ချက်မှမပေးကြောင်းရှင်လောင်နေရဲ့မိဘတို့ကသတင်းဌာနကိုပြောပါရယ်။အေပီလာနေ့ရက်နေ့ရန်ကုန်တိုင်းစစ်ကောင်စီရဲ့ဥဆောင်စီမံခန့်ခွဲမှုနဲ့မင်းအောင်လိုက်မိသားစုအလူဖြစ် ြင်းရှင်လောင်9500ရှင်ပြုတ်ွဲကိုရန်ကုန်မှာပြုတ်လုခဲ့ကြောင်းရှင်လောင်များဖြင့်ရန်ကုန်တိုင်းဒတိုင်းလုံးရှိအခြေခံပညာကျောင်းများမှကျောင်းသားများကိုမဲနိုင်စေပြီးမဲပေါက်တဲ့ကျောင်းသားတွေကိုကိုရင်ပြင်းသင်ကန်းစီပင်ကျောင်းသင်ကန်းစီပင်ရာမှာသင်ကန်းစီဖို့ကုန်ကြစေပြီးရှင်လောင်တအုပ်လေးငွေကြက်တသိန်းပေးမယ်လို့မင်းအောင်လိုင်းမိသားစုပြောဆိုခဲ့တော့လေလက်တွေမှာကိုစည်ရင်နဲ့ကိုသင်ကန်းစီရတဲ့အပြင်ငွေကြက်တသိန်းလည်းမရရှိသင့်ကြောင်းအဆိုပါရှင်ပြုတ်ွဲကိုတဲဖြူဖုန်ကြီးကဦးဆောင်ခါတော်ပေးကြောင်းသိရပါတယ်ကျောင်းတစ်ကျောင်းမှာကျောင်းသား25ဦးကိုမဲပေါက် ောက်ပြီးရွေးတဲ့ရှင်ပြုတ်ပွဲအတွက်အုပ်ကြီးတွေနဲ့ကျောင်းကြီးတွေရန်ကုန်တိုင်းတတိုင်းလုံးမှာခေါ်တာမဲပေါက်တဲ့ရှင်လောင်းကလေးမိသားစုတွေကိုရှင်ပြုတ်စေရပြည့်ကြံ့ငွေတသိန်းပေးတဲ့သင်ကန်းတွေဘာတွေကိုဝင်ကြီးချုပ်မိသားစုမရောက်နိုင်မိသားစုကအကုန်ကြခံပြီးမယ်ပြောတယ်။ဒါပေမဲ့ရှင်ပြုတ်ပွဲသားပြီးသွားတဲ့ငွေတသိန်းလည်းမရဘူး။ကိုယ်ကလေးအတွက်သင်ကန်းစိတ်ကစားကိုဟါကိုအကုန်ဝယ်ရတယ်။ကိုပစက်ကိုပဲတုံးရတယ်ငွေတသိန်းမရတဲ့ပြည့်လမ်းစိတ်ဆုံးလူပန်းဖြစ်သွားတယ်လို့ရှင်လောင်းတဦးရဲ့မိဘကသတင်းဌာနကိုပြောပါရယ်။ မလ28ရက်နေ့သကိုင်းငလင်ကြီးလောက်ခတ်ပြီးလူသေးဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တော့လေမင်းရောင်လိုက်မိသားစုက AP နေရက်နေ့ရှင်လောင်း9500ရှင်ပြုတ်ပွဲအလူကိုမဖြတ်ပဲရန်ကုန်တိုင်းစစ်ကောင်စီကိုဆက်လက်ကျင်းပစေခဲ့ကြောင်း အေဒီလာနေရက်နေ့ရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးရဲစူပေါင်းရှင်ပြုပွဲနဲ့လှည့်လည်ပွဲကိုမြို့နယ်ထွေအုပ်တေကတက်ရောက်ခွင့်ရခဲ့ပြီးရွှေဒဂုံစီတီတော်မှာလှည့်လည်ပွဲတွေကိုလုံခြုံရေးတင်းကျပ်စွာနဲ့လှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒါပေမဲ့ငလင်တန်တင့်နေချင်းရန်ကုန်တိုင်းစစ်ကောင်စီကရှင်ပြုပွဲနဲ့ပတ်သက်ပြီးအဝေးဘက်ကန်ရမှာဆိုတာကြောင့်သတင်းထုတ်ပြန်ခြင်းမပြုခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးသကိုင်းကလင်ကျောင်းအင်းဝမြို့ဟောင်းရဲ့ရေနန်းဆောင်တွေ့ရှိရလို့စကောက်စီကသတင်းထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းကလင်ကျောင်းရတနာပူရအင်းဝမြို့ဟောင်းရဲ့ရေနန်းဆောင်တစ်ခုကိုတွေ့ရှိရကြောင်းစကောက်စီရဲ့ရှင်းဟောင်းသူတေသနာနဲ့မြို့သားပြတဲ့ဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။မန္တလေးတိုင်းဒေသကြီးတတဦးမြို့နယ်ရတနာပူရအင်းဝမြို့ဟောင်းစီသူပုံမြို့ရိုးရဲ့အပြင်ပန်းအရှိမြောက်တောင်မှာကုန်းမောင်ခေဦးဆင်ပြူရှင်မင်းနဲ့သကိုင်းမင်းတို့လက်ထက်တည်ဆောက်ခဲ့တဲ့ရေနန်းတော်ဆိုတာကလက်ဝဲနော်ရဲ့ထမရဲ့ ပရပိုင်ပုံမှာတွေ့ရှိရကြောင်းယခုတွေ့ရှိရတဲ့အစအုံရဲ့တောင်ဘက်ရှိတရက်ကင်းလှေကအစိပ်ပိုင်းတွေကို2009ခုနှစ်မှာဒေသခံတွေအုပ်ဖုံလုပ်ငန်းဆောင်ရွက်ရာမှာစတင်တွေ့ရှိခဲ့တဲ့အတွက်ရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတဲ့ဦးစီးဌာနကထိန်းသိမ်းထားရှိပြီးမလ28ရက်မှာလုတ်ခတ်ခဲ့တဲ့ပြင်းထန်ကြီးမားတဲ့ငလင်ချင်းကြောင်းယခင်တွေ့ရှိထားတဲ့လှေကားခုံနဲ့ဆက်ဆက်ကြီးရဲ့ရှင်ကျင်းမှုအမွေနှစ်တွေကိုအက်ကွဲကြောင်းတွေကြားမှာထပ်မံတွေ့ရှိလာကြောင်းသိရပါဗျ။ ဒါကြောင့်ဧပြီလ6ရက်ကစတင်ပြီးရှင်းဟောင်းသူတေသနာနဲ့မျိုးသားပြနိုင်ဦးစီးဌာနမန္တလေးဌာနကဇာတ်သက်ဒူပေါ်ကရာမှာအရှိတ်တည်ရကင်းလှေကားရင်တည်ရကင်းပေါ်မြောက်ဘက်လက်တန်နဲ့စင်ကတ်အုပ်တို့ကိုဒူဖို့တွေ့ရှိခဲ့ပြီးပနတ်အုပ်ခုံအလျားဆယ်ပေ6လက်မှာအနက်3ပေ10လက်မှာအုတ်ခံထောင်ချိုး2ပေ6လက်မှာအုတ်ခုံမလေးကားအထွတ်ခိုနန်းချိုး18လက်မှာလက်ယုံတောင်ချိုး10လက်မှာ ခိုနန်းချုံမတည်ရကင်းအစုံစက်တပင်လေးလမ်းမတို့ကိုတူဖို့တွေ့ရှိထားပြီးဆက်လက်တူဖို့သူတည်တနာပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။ လက်တလောစမ်းသက်တူဖို့တွေးရှိချက်တွင်ရပရပိုင်ပုံဆွဲရမှာတွေးရှိရတဲ့ရှင်နန်းတော်ကဲ့သို့အဆောက်အအုံများစွာပါဝင်နေကြီးမားတဲ့အဆောက်အအုံမျိုးမဟုတ်နိုင်ကြောင်းအလျားပေ200မှ950နဲ့အနံပေ200ကတစ်သားတိုင်နေနဲ့တရက်ကင်းလေကားကုန်ကိုတွဲဆက်တိစောက်ထားတဲ့အဆောက်အအုံမျိုးဖြစ်နိုင်ကြောင်းအနီးဆက်ဆောင်တိုင်းရှင်ရမှာအင်းဝဘားခင်ရတစ်သားကြောင်းမန္တလေးမြို့ရှိရွှေနန်းတော်ကျောင်းများကဲ့သို့တရက်ကင်းလေကား၈ခုမှ၁၀ခုထပ်ပါရှိနိုင်တဲ့အဆောက်အအုံမျိုးဖြစ်နိုင်ကြောင်းရှင်ဟောင်းမြန်မာမြို့များအတုံးပြုခဲ့တဲ့ရှင်နဲ့သက်ဆိုင်တဲ့ပွဲလန်းသဖြင့်ခန်းနာရီမှာကျင်းပတာကိုကြီးစုရမှာအတုံးပြုတဲ့ အဆောင်မျိုးပို့လို့ဖြစ်နိုင်ကြောင်းရေနန်းတော်ဓာရေနန်းဆောင်လို့သာသုံးသုံးတင်ကြောင်းအထုံအဖျင်ပရပိုင်မှာပါရှိရင်ရေနန်းတော်ကဲ့သို့ကြီးကျယ်တဲ့အဆောင်ခံများပါဝင်တဲ့အဆောင်မဖြစ်နိုင်ကြောင်းကိုကနအုပ်လ ీల တွေ့ရှိရကြောင်းသတင်းဒီမှာထုတ်ပြန်ပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုင်းဦးစီးဌာနအနေနဲ့မြမရှေးဟောင်းရှင်ချင်းမှုအမွေအနှစ်တွေကိုအစဉ်တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းတွေဆောင်ရွက်လျက်ရှိရာရခုငလင်ကြီးကြောင့်ထွက်ပေါ်လာတဲ့အင်းဝခင်ရင်ချင်းမှုအဆောင်အမွေအနှစ်ကိုစနစ်တကျဖော်ထုတ်သွားမှာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။